ဆွမ်းရည်အသွင်ကူပြောင်းရေးကာလတွင်မြမသယုံနှစ်နိုင်ငံနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စွမ်းရည်အတွင်ကုပြောင်းရေကာလာတွင်စွမ်းရည်ဖူလုံမှုနှင့်လုံခြုံမှုအတွက်နိုင်ငံနီးကပ်စွာပူပေါင်းဆောင်ရွက်လို့ထည့်ရဲ့ခြေနေများကိုယမန်မိကသွေးဆောင်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလ24ရက်မှာတရုတ်ပြည်သူတမထနိုင်ငံအမျိုးသားစွမ်းရည်စီမံအခန့်ခွဲမှုအဖွဲ့ National Energy Administration NEA ကကြီးမှုကျင်းပါတယ်။2025ခုနှစ်စွမ်းရည်အတွင်ကုပြောင်းရေရဲ့ပြည်ပဆိုင်ရာဖိုရမ်တို့စွမ်းရည်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကူကို တွင်တက်ရောက်ခဲ့တဲ့ခရီးစဉ်မှာအခုလိုတွေးဆောင်ဆွေးနွေးခဲ့တာဖြစ်ပါထဲ့အဆိုပါဖိုရမ်မှာပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ခကီးနိုစပီကာနေဖြင့်စွန့်ရင်ဖူလုံရေးစွန့်ရင်လုံချုံရေးနှင့်စွန့်ရင်အသွင်ကူပြောင်းရေးတွင်မြန်မာနိုင်ငံအနေဖြင့်ပါဝင်ဆောင်ရွက်နေမှုခေါင်းစဉ်နှင့်ဆွေးနွေးပြောကြားခဲ့တာဖြစ်ပါထဲ့ အထီနောက်မှာတော့ပြည်တော်စုဝန်ကြီးဦးကိုကိုလွင်ခေါင်းဆောင်ထဲမြမကိုစက်လက်အဖွဲ့ဟာတရုတ်ပြည်သူသမ္မတနိုင်ငံအမျိုးသားစွန့်ရင်စီမံခန့်ခွဲမှုအဖွဲ့ဤအကြီးအကဲဖြစ်သူမစ္စတာဝမ်ဟောင်းစီဦးဆောင်ထဲအဖွဲ့နယ်တွေ့ဆုံပြီးနိုင်ငံစွန့်ရင်ဆိုင်ရာမူဝါဒများမဟာပြူဟာများကိုအခြေခံ၍စွန့်ရင်အတွင်ကူပြောင်းရေးကာလအတွင်းစွန့်ရင်ဖူလုံမှုနှင့်လုံခြုံမှုအတွက်နိုင်ငံအနေဖြင့်ဤကန်စွာပူးပေါင်းဆောင်ရွက်လို့သည့်အခြေအနေများနိုင်ငံအကြီးအကဲများသဘောတူညီ ားချပြီးဖြစ်သည့်ခန္ဓာဆုံးပတ်ဆုံးပူပေါင်းဆောင်ရွက်ရေးတွင်တခုအပါဝင်ဖြစ်သောစွမ်းရင်ခန္ဓာတွင်ပူပေါင်းဆောင်ရွက်လို့သည့်ကိစ္စရှက်များ green energy new energy တို့ကုပြောင်းရှာတွင်အဓိကကျသည့်ဤပညာအရှင်အန်သည် လူသားအရှင်အမြေဖွံ့ဖြိုးရေးခန္ဓာ၃ရပ်တွင်တရုတ်နိုင်ငံအနေဖြင့်လိုအပ်သည့်ကူညီအားပေးမှုများပြုလုပ်ပေးနိုင်ရန်ကိစ္စရှက်များကိုဆွေးနွေးခဲ့ပါသည် ထားအပြင် AI နည်းပညာကိုစွမ်းရည်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေမှာမလွဲမသွေအသုံးပြုရမှာဖြစ်တာကြောင့်အဓိကလိုအပ်တဲ့လျှက်စစ်သားအပေါ်မရယူအသုံးပြုနိုင်ရရတော့လဲတရုတ်နိုင်ငံအနေနဲ့ကူညီဆောင်ရွက်ပေးဖို့ကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။